ဒါကကျွန်တော်ဓပုံသမားတွေရိုက်နေကြပါဘောเนาะဒီမဲ့ချင်းသီးနှစ်ကောင်ရှိမှာလဲမြင်းလဲတို့နွားလဲတို့နဲ့တကြံရိုက်နေကြနေရတယ်ဘောเนาะအခုတော့ချင်းသီးတကောင်ပျက်စီးသွားပြီနောက်တကောင်လည်းသိချင်းနေမကောင်းတော့ပါဘောเนาะဖះဆောင်ရှေးဟောင်းနေเนาะရှေးဟောင်းဝင်နေတယ်အဲဆူဆူစကားတစ်ခုရှိတယ်မြို့မှာပကန်းနဲ့ရွာမှာပလိတ်တဲ့ဖះတွေပိုးတဲ့နေရာမှာအစာသူလေးဘောเนาะ မကန်မှာရှိတဲ့ဖရားတွေတော့ဘာမှမဖြစ်ဘူးလို့ကြားပါတယ်အခုကျွန်တော်ဒီ plate မှာတော့တော်တော်လေးဖြစ်သွားပါပြီเนาะတော်တော်လေးနှမျောဖို့ကောင်းတဲ့ရှေးအောင်မွေးနေတွေပျက်စီးသွားပါပြီရှေးကဧဥစကားတန်းလေးဆိုရင်လည်းကျွန်တော်တို့ရိုက်နေကြနေရလေးတွေပေါ့เนาะအရန်လှခဲ့တဲ့နေရာလေးတွေတချင်ကကျွန်တော်တို့လက်သွေးခဲ့တဲ့နေရာပြောလို့ရမှာပေါ့နော်။ဒီဟာလဲဖရားတဆူပါပြိမ့်မှာဖရားတွေကအကုန်လုံးရှီဟောင်းတွေကတော်တော်လေး ပြက်စီးသွားပါပြီနှမျောဆရာကြီးပေါ့နော်တော်တော်လေးဝမ်းနေဖို့ဆုံးရှုံးမှုများတယ်ပေါ့ဗျာကျွန်တော်တို့ဒီငလင်ရကျွန်တော်တို့ဘုရားဘာသာလူမျိုးတွေအတွက်အဆုံးရှုံးမှုအများဆုံးလို့ပြောလို့ရတယ်ပေါ့နော်ကြာကျွန်တော်တပုန်သမားတွေအရင်တော့ဆိုရင်ဒီဒီတေဥစကားပန်းတန်းလေးကိုတေဥစကားတန်းလေးကိုလာလာပြော ရိုက်ကြတာပေါ့နော်မြန်မာမှုကိုရင်လေးတွေနဲ့အစားစားရခဲ့တဲ့ဟာကြီးနောက်ကဖရားကြီးနဲ့အရန်နေကယုံဖရားကြီးနဲ့အရန်လှခဲ့တာပေါ့အခုတော့ပူအပူရှောင်ရင်းနဲ့နေကယုံဖရားကိုလာနာတဲ့လာတဲ့လာနာတဲ့လူ၅ယောက်ဆုံးသွားတယ်လို့ကြားပါတယ် ောင်းမှုတော့ဘုရားရဲ့ငလျင်ချင်းလေးကိုကြည့်ကြပါဦးနော်ဒီပါဘုရားရဲ့အဲ့ပါပါတယ်စောင်းနိုင်နေရောမှုဦးတွေရောအကုန်ပြိုးကျကုန်ပါတယ်ကြည့်ပါဦးနော်မအကုန်ပြိုးကုန်တာအကုန်အကုန်ကုန်အကုန်ကုန်ပြိုးကုန်တာကြည့်ကြပါဦးနော်ကဲ မှကြည်ပါအကုံလုံးအကုံလုံးမှာအယုံကန်နေဆိုတခုမှရစရာမရှိတော့စောင်းနှန်းနေဆိုလို့ရှိရင်လည်းတဒန်းကြီးပဲတဒန်းကြီးပဲပြုတ်ကြရတဒန်းကြီးပဲဟိုမှာမော့ဦးတွေရောအကုံလုံးအကုံလုံးမသိုံတမပြေးထွက်ခရရပါတယ်